မင်္ဂလာပါရှင်ရဝခိတ္တချန်နဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ကင်နီတိုက်ပွဲမှာစစ်တပ်ကပုံမှုပေါ်ကြီးအောင်မင်းတို့တည်ဆောင်ကင်နီပြည်နယ်တွင်ဂျပန်စစ်တပ်ကလက်လွတ်ထားတဲ့နေမြေတွေပြန်လည်သိမ်းပရဲ့ဒေါ်စစ်စင်ဆင်နွယ်စဉ်စစ်တပ်ကပုံမှုပေါ်ကြီးအောင်မင်းတို့တည်ဆောင်သွားကြောင်းတည်ဆောင်တဲ့ဇနီးဖြစ်တဲ့လူမှုကွန်ရက်မှာဖော်ပြချက်နဲ့မိတ်ဆွေဖြစ်သူတို့ကြွေးပြောဆိုကြရသေးရတယ်။အော်တိုဘားလာ၁၄ရက်နေ့တိုက်ပွဲတွင်ပုံမှုပေါ်ကြီးအောင်မင်းတို့တည်ဆောင်ခဲ့ခြင်းဖြစ်ပြီးအလောင်းကိုရတိုင်းတပ်ဖွဲ့တန်းကိုပြန်လည်တည်ယူနိုင်ခြင်းမရှိကြောင်းသိရတယ်။ကြားပြည်နယ်ဘက်မှကြားလို့သိရတယ်။ သူကမြေကြီးနာစာတီးပါဘုံမိုးအပွင့်မတင်သေးဘူးဒါပေမဲ့လစာတော့စားနေပြီလို့တေဆုံးသူဘိုးကြီးအောင်မင်းသူရဲ့အွန်လိုင်းမှာမိတ်ဆွေတွေကဆိုတယ်တေဆုံးချိန်မှာဘိုးကြီးအောင်မင်းသူထံမှာမိမဖြစ်သူမိဖြစ်ဖြစ်စင်နဲ့သားသမီးနှောက်ချိန်ရခဲ့ကြောင်းသိရပါတယ်ဆလပင်စစ်တပ်ပြုတ်ခွဲရေးနဲ့ကုန်တိတ်ကတိခိုက်စေတို့တောင်ရေးသုံးမကိုတိခိုက်စေဟောပြောမဲဆက်စီအောင်မှုတွေကိုအရေးယူမယ်လို့စစ်တပ်ခန့်ရွေးကောက်ပွဲကော်မရှင်ကထတန်းဆိုကချင်းချစစ်တပ်ပြုတ်ခွဲဖြစ်ပေါ်စရန်တို့မဟုတ် စစ်တပ်ကုံတိတ်ကထိခိုက်စဉ်လုံဆောင်ခြင်းတို့တောင်ရွေးတမကိုထိခိုက်စေခြင်းအပါအဝင်တမတ်ပြတန်တာရွေးကောက်ပွဲဥပဒေနဲ့မညီသောမဲဆွယ်စည်းရုံးမှုတွေကိုရေးယူမည်ဟုစစ်တပ်ခန့်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်ဆိုးကခေါ်ယူတရိပ်ပေးလိုက်ပါတယ်အော်တိုဘလာဆက်ရှင်နေနေပြီးတော့မနိုင်ငံရေးပါတီတွေကိုထိုးထုတ်ခေါ်ယူစဉ်၎င်းကအထက်ပါတိုင်းအသိပေးလိုက်ခြင်းဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနဲ့မဲဆွယ်စည်းရုံးကျင်းတော့နဲ့ဆက်လင်းပြီးကျင်ညာချက်ထုတ်ပြန်ပြီးဖြင့်နိုင်ငံရေးပါတီများအနေဖြင့်ပါတီရဲ့မူဝါဒသဘောထားလုပ်ငန်းစဉ်စသည်တို့ကိုရေဒီယိုနဲ့ရုံးမြစ်တမ်းကြားအစီအစဉ်တွေမှာဟောပြောတင်ပြနိုင်ဆိုင်ရွက်လျက်ရှိပါကြောင်း ရွေးကောက်ပွဲကျင်းပမယ်အပိုင်းတစ်ပိုင်းတည်းအတွက်မဟုတ်ဘဲရွေးကောက်ပွဲအပိုင်းအလုံးအတွက်ရှင်းကာလအတွင်းမဲဆယ်စီရုပ်လုပ်ငန်းတွေကိုဆောင်ရွက်မည်ဖြစ်ပါကြောင်းဆောင်ရွက်တဲ့အခါရွေးကောက်ပွဲဥပဒေပုံမှန်30ကကြီးနေဥပဒေအခန်း30ပါတမတ်ချက်တွေရွေးကောက်ပွဲဥပဒေအခန်း73မှာရွေးကောက်ပွဲဆိုင်အပြစ်မှုပြစ်ဒဏ်အနေနဲ့အခန်း74မှာပါတဲ့တရားမဲ့ပြုကျင့်မှုတွေကိုအထူးသတိပြုရွေးမည်ဖြစ်ပါကြောင်း သက်ဆိုင်ရာပါတီဝင်တွေပါတီတောက်ခံသူတွေကိုလည်းသိရှိအောင်အသည့်ပေထိန်းချလွယ်ပါကြောင်းသတ်မှတ်ပြတန်းချက်တွေကိုဖောက်ပြကျူးလွန်ပါကသက်ဆိုင်ရာဥပဒေတွေရအေးအေးယူခံရမည်ဖြစ်ပါကြောင်းပါတီဆောင်ဒီမိုကရေစီတွေ့တွေ့ရေကောက်ပွဲတွေကိုနှောက်ယှက်ဟန့်တာဖျက်ဆီးခြင်းမှာကာကွယ်ဥပဒေနဲ့ညှိစုံခြင်းမရှိစေရေကိုလည်းအသိပြုစေလိုကြောင်း စစ်တပ်လက်ကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်ဆိုကပြောဆိုသိပေးတယ်။ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်ဆိုကနိုင်ငံရေးပါတီများအနေဖြင့်အော်တိုဘာလ20ရက်နေ့ကစတင်မဲ့မဲဆယ်စီယိုရဲ့ကာလရက်ပေါင်း60အတွက်မဲဆယ်စီယိုရမှာရွေးကောက်ပွဲနေဦးတဲ့အခန်း30ပေါက်သမတ်ပြတန်းချက်တွေကိုလိုင်းနာမိဖြစ်ပြီးမလိုက်နာရင်အေးအေးယူမိဖြစ်ကြောင်းအထူးသတိပေးပြောဆိုတယ်။ ရွေးကောက်ပွဲနေဦးတဲ့အခန်း30ထရာကမဲဆွယ်စီရောမှာကန့်သက်ထားတဲ့အချက်၁၀ချက်ကိုပြောတာပါ။အဲ့ဒီချက်တွေကတော့တွတ်တာဝင်ရေးသုံးပါဖြစ်တဲ့ပြောင်စုပြုတ်ခွဲရေးမပြုတ်ခွဲရေးတိုင်းသားစီလုံးညီညွတ်ရေးမပြုတ်ခွဲရေးနဲ့အထောက်ချအာဏာတည်တံ့ခိုင်မြဲရေးထိခိုက်ပြုမှုဆောင်ရွက်မှုတွေကိုမလုပ်ရဘူးတမတော်ကိုပြုတ်ခွဲအောင်ကုန်သိက္ခာကြောင့်မဖော်ပြောရဘူး။လုံးကြေးတရားဥပဒေစိုးမိုးနဲ့အေဂျင်တာရဲ့ကိုထိခိုက်မလို့ရအောင်ခြေကဥပဒေနဲ့တည်ဆဲဥပဒေကိုလေးစားလိုက်နိုင်ရမယ်တခြားချက်တွေလည်းရှိတယ်။အဓိကချက်ကြီးတွေကအဲ့ဒါလေနိုင်ငံရေးပါတီမှာမြို့နယ်ဥက္ကဋ္ဌတောင်ကရှင်းပြတယ်။ မဲဆွယ်စီရွာမှာတတ်မှတ်ပြတန်းချက်တွေကိုမလိုက်နာပါကရွေးကောက်ပွဲဥပဒေအခန်းဆက်၃မှာပြစ်မှုပြစ်ဒဏ်နေတဲ့အညီအနည်းဆုံးထောင်နဲ့တနည်းကနေ၃နှစ်အထိထောင်ဒဏ်ငွေဒဏ်တွေကိုပါချမှတ်မယ်ဖြစ်ကိုစလဲလောင်းဖြစ်မှာပါပယ်ပြက်ခဲ့ရမည်ဖြစ်ကြောင်းထို့ကြောင့် ရွေးကောက်ပွဲနောက်ဆက်ဟန်တာဖြစ်စီခြင်းကကာကွယ်ရေးဥပဒေနဲ့ပါရေးယူခံရမည်ဖြစ်ကြောင်းရွေးကောက်ပွဲကော်မရှင်ကတန်းစိုးကချိန်ချောက်ပြောဆိုရယ်အကြမ်းဖက်စစ်တပ်ကယခုနှစ်ကုန်ပိုင်းကျင်းပမဲ့ရွေးကောက်ပွဲကာကွယ်ရန်တနောက်ဆက်ဖြစ်စီသူတွေကိုထောင်နဲ့အနည်းဆုံး၃နှစ်ကနေထောင်နဲ့တသက်တကျွန်းနဲ့တည်တံ့နေစမှတ်နိုင်တဲ့ဥပဒေကိုဇူလိုင်လ20ရက်နေ့မှာပြဋ္ဌာန်းခဲ့တယ် စစ်တပ်ကပြဋ္ဌာန်းခဲ့ဥပဒေမှာရွေးကောက်ပွဲကိုပြတ်ပြားစေဟောပြောခြင်းပြောဆိုခြင်းစီရင်ခြင်းလှုံ့ဆော်ခြင်းဆန္ဒပြခြင်းစာရေးသားဖြန့်ဝေခြင်းတို့ကိုပြုလုပ်ရေးယူမိဖြစ်ကြောင်းချင်းချော်ခြင်းဟန့်တားခြင်းမလျော်ဩဇာတောင်းခြင်းနာကျင်စေခြင်းအပြင်းထန်နာကျင်စေခြင်းလူစုလူဝေးနဲ့ကန့်ကွက်ခြင်းလူသိဆုံးခြင်းတွေဖြစ်ပေါ်လာပါကပြစ်မှုကိုလိုက်ပြီးတော့အနည်းဆုံးထောင်နဲ့သုံးနှစ်ကနေအများဆုံးထောင်နဲ့တရက်တချို့နဲ့တည်တံတို့ကိုချမှတ်မိဖြစ်ကြောင်းပေါ်ပြရတယ်ဆလဘီစစ်တပ်ကကြောက်မဲနဲ့နမ်ဆန်မြို့နယ်တို့ကိုလေရင်နဲ့ပုံကျဲမှုကြောင့်ကလင်းငယ်တက်ဦး တန်ကားတစ်ပါးပါဝင်ပြည်သူခုနာကိုတည်ဆောင်ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြွနယ်နဲ့နမ်ဆန်မြွနယ်တို့ကိုစစ်တပ်ကလေးနဲ့ယမနစ်ညပိုင်းပုံကျဲမှုကြောင့်ကလေးငယ်တဲအုပ်တန်ကားတန်ကားတစ်ကားပါဝင်ပြည်သူခုနာကိုတည်ဆောင်ကြဒေသပြည်သူနဲ့တရားနယ်လေးတန်ကားနေစုံစမ်းသိရပါတယ်ယမနီညာ၈:၄၅မိနစ်စိတ်နမ်ဆန်မြို့နယ်ကွာဟန်ကျေးရွာကိုစစ်တပ်ကတိုက်လင်းနဲ့ပေါင်900ဘုံကျဲချခဲ့ရဆိုပါဘုံမှာကျေးရွာလဲတဲ့တဲ့နေအိမ်တွေပေါ်ကိုကြောက်ခဲ့ပြီးကလင်းငယ်တဲအုပ်ပေါင်းပြည်သူ၆အုပ်တည်ဆုံခဲ့ကြောင်းတရားရရှိသူရှေ့ဦးရှေ့ကြောင်းသိရပါဗျာ ရွာလည်းကိုကြာဆိုတော့လူနေနေအကောင့်ထိရဲ့နေဆယ်လုံးကျော်ပြက်စီတဲ့ကလေးငယ်တဲ့ဥပါဝီလူချောင်းအသေးဆုံးပါတယ်။တရားရရှိသူရှေ့ဦးထမ်းမင်းရဲ့လို့နမ်ဆန်မြို့နယ်မှာဒေသတင်းမြစ်တခုကပြောတယ်။အလားတူယမန်နေ့ညပိုင်း၈နာရီ၄၀မိနစ်ဝင်းကျင်ချင်းကြောင်မဲမြို့နယ်မိုင်းကောနမ်မန်ကျေးရဖုံကြီးချောင်းကိုစစ်တပ်ကတိုက်လျင်နဲ့ပေါင်ကားအုံကျချခဲ့ရ။တန်ကတော့တဘာပြင်းတဲ့တရားရှိပြီးပြန်လွန်တော်မူသားကြောင်းဖုံကြီးချောင်းမှလည်းပြက်စီသွားကြောင်းသိရတယ်။ဆရာတော်ကဘုံလာကျဲအချိန်တန်ရပြီးတန်ဟာပြင်လို့ပြန်လို့တော်မူပါတယ်ဈေးကူတော်ဖို့လို့ဖို့ပြင်နေတော့ပြန်လို့တော်မူရလို့သိရတယ် နမ်မန်ကျေးရနဲ့ချိန်ဆက်ရှိနေကြောင်မဲမြို့အခြေဆိုင်တန်ခါတစ်ပါးကမိန်ကြားတယ်။အကြဖက်စစ်တပ်ကရှမ်းပြည်နယ်မြောက်ပိုင်းမှာလက်လွဆုံရှုံထားတဲ့နေမျိုးတွေကိုပြန်လည်သိမ်းပိုက်ထိုးစစ်ဆင်ဆင်နှဲနေပြီးနောက်အရဲသားပြည်သူနေထိုင်တဲ့ကျေးရတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုံဆောင်နေတဲ့ဖြစ်ပြည်သူတွေထိခိုက်သေးဆုံးမှုတောက်လျှောက်ဆိုသလိုဖြစ်ပွားလျက်ရှိကြောင်းတရနယ်လျက်ထုတ်ပြန်ကြေညာသိရပါတယ်။ဆလပီညောင်မြွနယ်နဲ့ကော့တောင်မြွနယ်တို့မှာအုပ်ချုပ်ရေးမှုနဲ့ပြူစောတိပြစ်ခတ်ခံရပြီးလေဦးသေးဆုံး။မန်လေးတိုင်းညောင်မြွနယ်နဲ့တနင်္သာရီတိုင်းကော့တောင်မြွနယ်တို့မှာအုပ်ချုပ်ရေးမှုနဲ့ပြူစောတိနဲ့ပြစ်ခတ်ခံရပြီးသေဆုံးခဲ့ကြောင်းဒေသပြည်သူတွေကပြောပါရတယ်။ အော်တိုဘလာ၁၆ရက်နေ့ညနေ၄နာရီခန့်မှာညောင်မြို့နယ်ထီးပူကြရအချုပ်ရမှုဥလင်ကိုကိုအမည်မသိတနတ်သမားတွေက၎င်းနေအတွင်းတနတ်နဲ့ဝင်ရောက်ပစ်ခဲ့ရပွဲချင်းမိတေဆုံးခဲ့ကြောင်းသိရတယ်။အုပ်ကြီးကိုဆိုင်ကနေလာပစ်သွားပဲဖွဲ့ကပစ်တယ်ဆိုတာကိုတော့မသိရသေးပါဘူး။စစ်ခွဲတွေကအလောင်းလာကောက်သွားတယ်။နီးနားကပြည်သူတွေကိုစစ်ဆေးမင်းမြန်နိုင်လှုပ်ဆောင်သွားတယ်ဒေသပြည်သူတောင်ကပြောပါရတယ်။ အဆိုပါပြစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမိတိဖွဲ့ကလှုံ့ဆော်သွားတာကိုတော့ဒေသတွေတော်လိုက်တဖွဲ့တွေကထုတ်ပြန်ခြင်းမရှိပါဘူး။အလားတူနနင်းသားရိုင်းတိုင်းကော်တောင်းမြို့နယ်မှာလည်းလုံဖော့ကြည့်ရအောင်ချွေမှုတောင်းတဲ့ပြူစောဒီနယ်ကိုအမည်မသိတနတ်သမားတွေကဖမ်းဆီးသွားပြီးပြစ်ခတ်တိုက်ခိုက်ရာတိုက်ဆုံခဲ့ကြောင်းသိရပါတယ်။အော်တိုဘလာဆလီယန်နေမှာလုံဖော့ကြအောင်ချေမှုဝင်းမြင့်တဲ့ပြူစော်တီအေဆိုတက်တို့ကိုအမြင်မသိတနတ်သမားတွေကဝင်ရောက်ဖမ်းဆီးသွားပြီးလမ်းပိုက်တနေရာမှာပြစ်ကတ်တိုက်ခိုက်ရာတိတ်ဆုံးခဲ့ခြင်းဖြစ်ပါတယ်။ရှင်တိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တန်းကိုတော့ဆက်သွယ်မေးမြန်းတော့လည်းပြန်လည်ဖြေဆိုခြင်းမရှိပါဘူး။ ဆလာပီရွှေဘုံမြို့နယ်ရှိကြရီကိုစစ်တပ်ကဝိုက်တွဲလေလက်နက်ကျင်းနဲ့တိုက်ခိုက်မှုပြည်သူတအုပ်တိုက်ဆုံးပြီးမြေပြင်မှာလည်းစစ်ကြောတွေထောင်နဲ့ချီတော့ပြည်သူတွေထွက်ပြေးနေရ။သခိုင်းနယ်ရွှေဘုံမြို့နယ်ရှိကြရီကိုဂျပန်စစ်တပ်ကဝိုက်တွဲလေလက်နက်ကျင်းနဲ့တိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်တိုက်ဆုံးပြီးမြေပြင်မှာလည်းစစ်ကြောတွေထောင်နဲ့ချီတော့ပြည်သူတွေထွက်ပြေးနေရကြောင်း Wallet Information Network တာဝန်ရှိသူကပြောပါတယ်။ အော်တိုဘားလ၁၈ရက်နေ့မော်လဲ၂နာရီ၄၈မိနစ်ခန့်ကစပြီးအကြက်ဖက်စစ်တပ်ကရွှေဘုံမြို့နယ်တောင်ချမ်းရှိကြရီကိုတရောက်လီတက်ကတက်လာဝိုက်တွဲလေတစီကရွှေကျိန်ဘောကျဲတိုက်ခိုက်ခဲ့တာအကြက်ဖက်စစ်တပ်ဘောကျဲတိုက်ခိုက်မှုတွေပြည်သူတွေထိခိုက်မှုရှိတော့လဲရေအတွက်ကိုတည်ပြုတ်နိုင်ခြင်းမရှိသေးကြောင်းသိရတယ် အလားတူအော်တိုဝါလာဆက်ရှင်နဲ့မော်လက်တနအိုင်ကမှာရှေ့ဘုံမြို့ပေါ်ရှေ့ကြဖက်စစ်သားတွေကဟာဝိဆာလက်နက်ကျင်းနဲ့ပစ်ခတ်ရမှာပထောင်ရတဲကြောက်ပောက်ကွဲခဲ့ပြီးကြည်ရနေပြည်သူတက်20ခန့်ရွယ်လူငယ်နဲ့ဦးတီမန်ကတောက်သိဆောင်ခဲ့ပါတယ်။ဒေါ်ပြေဂျပန်စစ်တပ်စစ်ကြောင်းကလည်းရွှေဘုံမြို့နယ်ရှာတော့ရရှေ့မြောက်ဘက်မနောဟိတ်တီဖုန်ကြီးကျောင်းကနေလက်ပံကုံရပတိန်ကျောင်းဘက်ကိုစစ်ကြောင်းထုတ်နေတဲ့ဂျပန်စစ်တပ်ကလည်းအနည်းနာရှိကြတဲ့ကိုရောက်စင်းနေမင်းအောင်မနောဟိတ်တီဖုန်ကြီးကျောင်းတွေ့ပြက်လဲဝရောက်သွားကြောင်းသိရတယ်။လက်ရှိချိန်မှာဂျပန်စစ်တပ်စစ်ကြောင်းကရှာတော့ရနဲ့လက်ပံကုံရမှပြည်သူတွေ အပါအဝင်ထောင်နဲ့ချီတော့ပြည်သူဘေးလွတ်အောင်ထွက်ပြေးတိမ်းရှောင်နေရတဲ့စစ်ကွေးတွေကရွှေဝံမြို့နယ်တွေကိုဝိုက်တွဲလင်းနဲ့ပုံစံတိုက်ခိုက်သွားတာပြည်သူတွေထိခိုက်မှုရှိပါရဲ့အတွက်ကတော့ဒီမပြုံနိုင်သေးဘူးလက်နက်ကျင်းနဲ့ပြေခတ်တိုက်ခိုက်တာပြည်သူတို့ဒေဆုံးတယ်လို့သိရတယ်။မြေပြင်စစ်ကွေးစစ်ကြောင်းကလည်းရှားတွက်အရှင်းမြောက်ဘက်မနောဟိတ်တီဘုံကြီးကျောင်းထဲမှာရှိသေးတဲ့ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတော့မယ်လို့ Wallet Information Network တာဝန်ရှိသူကပြောပါရယ်။နောက်ဆက်အားပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါရရှင်။